အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဖုတ်ဘောလိုက်ရဲ့အစည်းအဝေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့9နိုင်မှာတော့ Manchester United ရဲ့အပြောင်းအရွှေ့အကြောင်းလေးတွေပြောပြအောင်ဖြစ်ပါတယ်။အဲ့တော့ဒါထောက်ပံ့နိုင် Manchester United ရဲ့ဒါအပြောင်းအရွှေ့တွေကတော့စတိုက်ဆူသူသူတက်နေတဲ့အတွက်ကြောင့်မို့ဒီညမှာဒါကျွန်တော်တို့အစုံလင်ပေါ့နော်။ဒါတနေ့ရတဲ့မှာကျွန်တော်ထောက်ပံ့နိုင်ပြောသွားမယ်။အဲ့တော့ Manchester United ရဲ့အယောင်းရဲ့ဝယ်ရဲ့ဒါကျွန်တော်တို့အခြေအနေတွေဒီနေ့လေးပြောပြသွားမှာဖြစ်တယ်ပေါ့နော်။လက်ရှိမှာဒါ Brian Ambuambu နဲ့ Manchester United အခြေအနေကဘယ်လိုရှိလဲအခုလက်ရှိအခြေအနေတော့ Brentford အသင်းနဲ့ဒါ Manchester United အသင်းတို့ဆက်လက်ပြီး ီးတော့ဆွေးနွေးနေစေဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါတယ်။ Bravo အသင်းနဲ့ဒါကျွန်တော်တို့မနေ့ကပြောခဲ့လို့ပဲဒါ Brian Ambuambu ရဲ့အပြောင်းရွှေ့တဲ့ Bravo အသင်းအနေနဲ့အပိသက်ညင်းပေခဲ့တာမဟုတ်ဘဲနဲ့ Manchester United အသင်းနဲ့တွေ့ဆုံပြီးတော့သူတို့အနေနဲ့ဒီကမ်းလှမ်းမှုကိုဘယ်လို improve လုပ်လို့ရမှာလဲဗောနော်ဘယ်လိုနည်းနည်းလေးဒါ ဘရန်ဖို့ရဲ့စိတ်ကြိုက်ပုံစံမျိုးလေးဘယ်လိုပြောင်းလဲလို့ရမလဲဆိုတဲ့ဥစ္စာကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆက်လက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်။ဒါကဘာကိုဆိုတာလဲကျွန်တော်ဒါမနေ့ကခဏခဏရှင်းပြခဲ့လို့ပဲမန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ခုလက်ရှိမှာဒီကစားသမားအတွက်ဒါကျွန်တော်တို့တိုတဲ55တန် plus 9.2တန်အိုး sorry 9.5တန်62.5တန်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့တရားဝင်ကန့်လန့်ခဲ့တာဖြစ်တယ်။အပြောမယ်ဆိုတော့မန်ချက်စတာယူနိုက်တက်အသင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒီနေရာက ဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတယ်။ဘာကြောင့်လဲဆိုတော့ဒါ brand food အသင်းဘက်ကလူကျင်တဲ့ပုံစံမျိုးသူကပေါင်တန်း60ကိုဒါ down book ပေါင်တန်း60ကိုဒါကျွန်တော်လူကျင်တယ်။သူတို့နေတဲ့ဒါ bonus ဆိုတဲ့ number ကအရင်များတယ်။ bonus 9.5တန်းဆိုတော့တော်တော်လေးကိုများတယ်လို့ပြောရအောင်။အဲ့တော့ဒီ9.5တန်းတော့လူတော်များဒါ figure လုပ်လိုက်တာပဲရှိပေမဲ့တကယ်တမ်းဒီ9.5တန်းတချို့ဟာတွေမပေးရရှင်။ဥပမာဟာသအနေနဲ့ပြောရအောင်ဆိုရင် Anthony Martial ကိုဒါကျွန်တော် Manchester United အသင်းနဲ့ Monaco ကိုဒါကျွန်တော် ဒါဘောနပ်စ်မပေးရတဲ့အများကြီးပဲအမှလက်ရှိမှာအန်တိုနီမာရှယ်လီနဲ့ဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ရွှေဘော်လုံးရမယ်ဆိုရင်ဘောနပ်စ်ပေးမယ်ဆိုတဲ့ပူဇံမျိုးတွေအဲ့တော့ပြောချင်တာလူတော်များဒါဘောနပ်စ်ဆိုတာကြီးကိုထက်ထက်ပေါင်းတာတွေတွေ့ရမယ်တဲ့မဟုတ်လားတကယ်လည်းဒီဘောနပ်စ်ကြီးကဒါလက်ရှိမှာအသင်းဘက်ကနေပေးချေရနေတာမှမဟုတ်ဘဲအမှလက်ရှိမှာဒါ maybe ပေါ့နော် Brian Ambon နဲ့ Manchester United အသင်းနဲ့ဖလားတစ်ခုရရင်နှစ်သက်မှ၅သန်း Brian Ambon နဲ့ Manchester United နဲ့နောက်နှစ်မှာဒါကျွန်တော်တို့ အချန်ပီယံလီရရဲဆိုရင်နှစ်တန်းဒီလိုမျိုးတော့အဲ့တော့လက်ရှိမှာဒီလိုမျိုးကဒါဘောနပ်စ်မှာတော့မဘောနပ်စ်ကိုတည်တည်ချာချာပြန်ပြီးတော့စီစစ်တဲ့ပုံစံမျိုးတွေရှိတယ်။ဒါကျွန်တော်တို့ဘောနပ်စ်မှာနှစ်မျိုးနှစ်ဆရှိတယ်။ easy bonus နဲ့ hard bonus ပဲ။ဘောနပ်ကျွန်တော်လွယ်လွယ်ကူကူရနိုင်တဲ့ bonus တွေ။ဒါ hard bonus ကခက်ခက်ခဲခဲရနိုင်တဲ့ bonus ။ဥပမာလက်ရှိမှာ Manchester United အသင်းကခုန Marshall လိုပဲဒါ အံပွဲမှုအနေနဲ့ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ရွှေဘော်လုံးရနိုင်ရဲ့ဆိုတဲ့ပုံစံမျိုးထည့်ချုပ်တယ်ဆိုတော့ Brentford ကဒါမျိုးကိုတိတ်ပြီးတော့ကြီးမဲ့နေထားမှာဖြစ်အဲ့ဒါကိုကျွန်တော်ခင်ဗျားတို့နည်းနည်းလေးနားလည်အဲ့တော့လူတော်များဒါကျွန်တော်တို့ plus 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 ကိုထက်ထက်ပြီးပေါင်းနေတာမြင်တော့ဒါကျွန်တော်အမှန်တကယ် plus 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 ကလက်ရှိမှာတချို့ကြတော်တော်လေးကိုခက်ခက်ခက်ခဲဒါကျွန်တော်လို့ရတာရှိတယ်တချို့ကြလွယ်လွယ်ကူကူရှိတယ်ပေါ့နော်အဲ့တော့ Brian အံပွဲမှုရဲ့ဒီအပြောင်းရွှေ့မှာဒီ bonus က ဒါကျွန်တော်တို့ပြန်ကြည့်မယ်တော်တော်လေးကိုများတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကလည်းဒီနေရာမှာနောက်တစ်ခုက Manchester United အသင်းရဲ့ down payment နဲ့တော့သူတို့သိသဘောမကျဘူး down payment ကလက်ရှိမှာဒါကြောင့် Manchester United အသင်းဘက်က10သန်း15သန်းပတ်ချာလေးဝင်ကြပဲကန့်လန့်ခဲ့ပြီးတော့သူတို့အနေနဲ့ဒါကြောင့်လက်ရှိမှာ down payment ကို25သန်းနဲ့တန်30ကျားပတ်ချာလေးဝင်ကြသူတို့အနေနဲ့အဲ့လိုရှိတယ်ပြောချင်တာဒါကျွန်တော်လက်ရှိမှာ Manchester United အသင်းနဲ့ Brentford အသင်းတို့ကဒီအကြီးကိုအဓိကဒါကျွန်တော်ဆွေးနွေးနေစေဖြစ်ပြီးတော့အဓိကတော့ payment structure ပေါ့နော်ဒါ payment ဒါကျွန်တော်ပုံစံကိုဒါကျွန်တော်လက်ရှိမှာဆွေးနွေးနေစေဖြစ်တယ်အခုလက်ရှိမှာဒါ Brian Amorbo ကတော့ရှင်းပါတယ်လာမ မဲ့တပတ်မှာတော့သူ့အနေနဲ့ United တင်းနဲ့ Brentford အတင်းတို့ဒါကျွန်တော်တို့သဘောတူညီမှုရပြီးတော့ကစားသမားစစ်စစ်ဖို့အတွက် ready ပုံစံမျိုးကစားသမားဘက်ကပြင်နေဥပမာလက်ရှိမှာ Jimmy Giddens ဒီနေ့မှာ Chelsea နဲ့ပုံစံမျိုးမှာအချိုးချိုးသွားတဲ့ပုံစံမျိုး Jimmy Giddens လက်ရှိမှာဒါ Chelsea နဲ့ဒါကျွန်တော်တို့ Borussia Dortmund နဲ့သဘောတူညီမှုရမှာသူ့နဲ့တိနေတဲ့အတွက်ကြောင့်မို့ဒါစစ်စစ်မှုကိုလုံးဝချက်ချင်းဆိုလို့သဘောတူတဲ့နေ့မှာလုပြသွားခဲ့တဲ့ပုံစံမျိုးကို Brian Brian Ambambo ဘက်ကနေလုပ်ဖို့လို့ရှိအဲ့တော့ဒီနေ့မှာဒါမှစိတ်ပူစရာမရှိတာ Brian Ambambo ကိုယ်တိုင်က United မှာ United ပဲရှိမှာဖြစ်ပြီးတော့သူ့အနေနဲ့အကယ်၍ဒါကျွန်တော် Manchester United ကိုမပြောင်းဖြစ်ခဲ့ရင်တော့ Brentford မှာဒါ ်နေဖို့ရာဂိုင်နှုန်းများတယ်လို့ဖတ်မိရတယ်မှာဒါပေမဲ့လက်ရှိမှာ Brian Abbott ကအသင်းပြောင်းချင်တယ်ခုလက်ရှိပြောင်းလာတဲ့နီးပြကိုသူ့အနေနဲ့သိပြီး impress မဖြစ်ဘူးဆိုတဲ့ဇာတ်ကလုံးတွေကိုလည်း doubt shout တွေ့နေရတဲ့အမှာပါအဲ့တော့ဒါကတော့ Brian Abbott ရဲ့လက်ရှိ body ဖြစ်နေလဲဆိုတဲ့ situation ကိုကျွန်တော်အနေနဲ့တင်ဆက်ပေးထားတာဖြစ်တယ်နောက်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုတော့ Manchester United အသင်းအနေနဲ့ခုလက်ရှိဒီပုံစံအတိုင်းဆိုရင်တော့ဒါ မီရာရဲ့သဘောပြောပုံညာမီရာဆိုတော့ DF DF5 ဆိုမှမီရာရဲ့ပြောပုံညာဆိုရင်တော့ကာဆယ်မဲရိုတရမန်ချက်စတာယူနိုက်တက်အသင်းမှာလာမယ့်ရာသီမှာဆက်လက်ပြီးတော့ရှိနေတော့မှာဖြစ်တဲ့ဆိုတဲ့သတင်းတွေကိုထပ်မံပြီးတော့ထွက်ပေါ်လာခဲ့တာဖြစ်တယ်။အဲ့တော့လက်ရှိမှာယူနိုက်တက်အသင်းနဲ့ကာဆယ်မဲရိုကိုထိုက်တန်တဲ့ကန်ထိုက်တဲ့ကန်လန်းမှုတွေရှိလာမယ်ဆိုရင်တော့ဒီကစားသမားကိုသူတို့အနေနဲ့ရောင်းချသွားဖို့တော့ဝင်မလီဘူးလို့သိရတယ်မှာပါ။ဒါပေမဲ့လက်ရှိမှာဒါကာဆယ်မဲရိုကိုခေါ်ယူမဲ့အသင်းတွေကတော့လက်ရှိမှာတစ်ချက်တော့စောင့်ကြည့်နေပြီးတော့ယူနိုက်တက်ကိုလက်ရှိမှာအပြောင်းရွှေ့ခြေပုံစံမျိုးမပေးချင်တဲ့သဘောမှရှိတယ်။အဓိကဘက်ကပြန်စဉ်းစားကြည့်မယ်ဆိုရင် နာတာကာဆင်မဲရိုကိုဒါကျွန်တော်တို့နောက်ပိုင်းကြရင်အလွတ်နဲ့ရမယ်တူတူတော့အခုအချိန်မှာဘာလို့ပတ်စံပေးပြီးတော့ဒါကျွန်တော်တို့ခေါ်သွားမှလဲဆိုတဲ့ပုံစံမျိုးကိုဒါအသိတော်များစောင့်ကြည့်နေပေါ့အဓိကဒါကျွန်တော်တို့ အဓိကတော့ဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်တော့သူ့ရဲ့ဒါလက်ရှိစာချုပ်ကလည်းမကြခင်မှာဒါကျွန်တော်တို့ out of bound ဖြစ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့တို့အနေနဲ့ဒီကစားသမားအေးအေးဆေးဆေးလုပ်တဲ့နေတာပါအဲ့တော့ဒါပေမဲ့လက်ရှိမှာဒါလာမယ့်နှစ်မှာတော့ဒါကျွန်တော်တို့ကစားသမားကစာချုပ်တက်တဲ့နှစ်တိုးပိုင်ခွင့်ရှိပေမဲ့ဒါကအသင်းဘက်ကနေပြီးတော့လုံမရမှာဖြစ်အသင်းကတေချာတခုကလာမယ့်နှစ်မှာဒီစာချုပ်တက်တဲ့တိုးဖို့လုံးဝလုံးမတိုးမတိုးပြာ United ဘက်ကတေချာဘာကြောင့်လဲဆိုတော့ကစားသမားရဲ့အသက်အရွယ်အကိုလက်ရှိမှာသူ့ရဲ့လောက်ခလာစာရော United ကအခုလက်ရှိဒီနှစ်မှာတော့ရောင်းချင်တယ်အဲ့တော့ပြောချင်တာကနောက်နှစ်မှာမှအလွတ်နဲ့ဒါကာဆီမီရိုကိုရဖို့တေချာနေတဲ့ အတွက်ကြောင့်မို့သူတို့အနေနဲ့နောက်နေ့မှမှအလွတ်နဲ့များခေါ်ဖို့အတွက်စဉ်းစားသွားမလားလက်ရှိမှာ United ဘက်ကတော့ရှင်းနေပြကာဆယ်မီရိုကိုဒါကျွန်တော်ထိုက်တဲ့တန်ကြီးတစ်ခုရရင်တော့အေးစစ်စစ်ရောင်းခြင်းနဲ့ ဒါပေမဲ့ကာဆာမေရိုကိုတိုင်က United မှာ United ဖြစ်ပြီးတော့ United လက်ရှိဒါ hot ဖြစ်နေတဲ့အတိုင်းပဲတိုက်ပွဲဝင်သွားဖို့အတွက်ဒါလက်ရှိမှာဒါကျွန်တော် hot ဖြစ်နေတဲ့အနေထားမှာပဲရှိပါတော့ကာဆာမေရိုကိုတော့ Manchester United အသင်းရဲ့ဒါကျွန်တော် engine နဲ့လာမယ့်ရာသီမှာတွေ့ရဖို့တော့ရာခိုင်နှုန်းများတယ်အဲဒါကြောင့်မလို့လက်ရှိမှာ United အသင်းရဲ့ကွင်းလယ်ပိုင်းဝယ်ယူမှုအတွက်သတင်းတွေကလည်းတဖြည်းဖြည်းအေးလာခဲ့ပြီဖြစ်တယ်လက်ရှိမှာ United ဘက်ကဒါကျွန်တော် NDD တို့ဒါကျွန်တော် Namcha တို့ကိုလူချင်းနေဆိုတာမှန်ပေမဲ့ United ဘက်ကကာဆာမေရိုကိုတော့မရောင်းနိုင်ခဲ့ဘူးဆိုရင်တော့ဒီကွင်းလယ်ဝယ်ယူမှုကတော့ဒီနှစ်မှာအရန်ရှိတိုးဖို့အနေထားမှာ ှာမရှိတော့ဘူးလို့တော့ကျွန်တော်အနေနဲ့ပုံကူရည်ရရမြင်မိရတယ်မှာပါတယ်အဲ့တော့လက်ရှိနောက်သတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ Manchester United အသင်းနဲ့အခုလက်ရှိမှာ Telegraph ရဲ့အဆိုအရဆိုရင်တော့ Manchester United အသင်းကတချို့သောကစားသမားတွေကိုဒါအသင်းကထွက်ဖို့ဆိုရင် United ဘက်ကနေပြီးတော့ excite ပေးရမယ့်အခြေအနေတွေရှိတယ်ဆိုပြီးတော့ Telegraph ကနေရေးသားလာခဲ့တာတွေ့ရမယ်။အဓိကလက်ရှိမှာဒါ Market Rashford နဲ့ Alejandro Garnacho တို့ကို United အသင်းဘက်ကအယောင်စီးတင်ထားခဲ့ပေမဲ့ United အသင်းနဲ့လက်ရှိမှာတချို့သော Alejandro Garnacho ကြားရတဲ့ United ဘက်ကသတ်မှတ်တဲ့ဈေးများလို့ Market Rashford ကြားရတဲ့လက်ရှိမှာလုခလာစာမြင့်လို့အသင်းတွေနဲ့ခေါ်ယူဖို့အတွက်တော်တော်လေးကိုတွန်းဆုံနေတယ်။အခုလက်ရှိနောက်ဆုံးအခြေအနေတွေဒီသတင်းတွေအရဆိုရင်တော့ Barcelona နာအသင်းရဲ့ ratio ကိုခေါ်ယူလုံးဝလောမလျှော်သေးဘူး။ဒါပေမဲ့ပြဿနာကဘာစနာအသင်းကလည်းဒီနေရာမှာဒါကျွန်တော်တို့ရဲ့ငွေကြီးအခြေအနေတွေရောက်ကျွန်တော် ratio ကိုအပိသက်ဝယ်ယူမှုမဖြစ်လို့တို့နေနဲ့လုခါလာစားအပြည့်ပေးဖို့လည်းမဖြစ်နိုင်ဘူး။အဲ့တော့ပြောချင်တာ market ratio ကိုတို့နေနဲ့ခေါ်ခဲ့မယ်ဆိုရင် Manchester United အသင်းဘက်ကနေပြီးတော့တို့ရဲ့ဒါကျွန်တော် market ratio ရဲ့လုခါလာစားကို site ပေးမှသာတို့နေနဲ့ခေါ်သွားဖို့နေထားမှရှိတယ်။ Manchester United ဘက်ကတော့ရှင်းတယ်ဗျ market ratio ကိုဒီနေ့နေရာဒီမှာရောင်းသွားဖို့ပဲ season ရှိပြီးတော့ဒီလိုမျိုးအငှားတွေထပ်ထုတ်ဖို့အတွက်လည်း season ဖြစ်ပြီးအဲ့တော့နောက်ဆုံး update တွေရဆိုတော့ Ruben Amorim ရဲ့အနာဂတ်ရဲ့ season မှာလဲအလ ာဟာဒူဂါနာချူကမားကတ်ရက်ရှူကိုမပြမပါဝင်တော့တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီကစားသမားတွေကတော့အသင်းကထွက်ကိုထွက်ခေါ်တော့မယ်နေထားမှာအဲ့တော့အလာဟာဒူဂါနာချူကရောစိတ်ဝင်စားတဲ့ကလပ်တွေရှိခဲ့ပေမဲ့လက်ရှိနောက်ဆုံး update တွေရဆိုရင်ဒီအကလပ်တွေကိုတိုင်ကလည်းဒါတခြားသောကစားသမားတွေခေါ်ခေါ်သွားနေထားမှာရှိဥပမာလက်ရှိမှာချက်စီးသင်းကလက်ဝင်းကစားသမားကိုစိတ်ဝင်စားတာမှန်ပေမဲ့ နောက်ဆုံး update သတင်းတွေအရဆိုရင်တော့ Jimmy Giddens ကိုခေါ်တော့တွေ့လိမ့်မယ်။ Arsenal နဲ့ Jean Alaihand Ducana ချုပ်ကိုစိတ်ဝင်စားတာမှန်ပေမဲ့ဒီနေရာမှာဒါတို့အနေနဲ့ left wing နေရာမှာ Rodrigo ဒါမှမဟုတ်ဒါကျွန်တော်ပို့ပြီးတော့ကောင်းလာနိုင်တဲ့ Easy Road ကိုခေါ်ယူသွားဖို့တာစိတ်ကူးချက်။အဲ့တော့ Alaihand Ducana ချုပ်ကိုလက်ရှိမှာဒါအသိတော်တော်များခေါ်ယူခြင်းမဲ့သူ့အနေနဲ့သူ့ရဲ့ attitude problem ကိုလည်းတော်တော်လေးကိုဒါကြောက်နေတဲ့အနေအထားမှာရှိရလို့သိရတယ်မှာပါ။အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ဒီဒီနေ့ရတာကျွန်တော်အပြောင်းရွှေ့သတင်းရဲ့နောက်ဆုံးတစ်ခုကြောင်းပြောရမယ်ဆိုတော့ Manchester United အသင်းရဲ့ Gudama situation United အသင်းရဲ့လက်ရှိမှာ Onana ကိုမယောင်းသေးတဲ့ Gudama အသစ်ကိုခေါ်ယူဖို့တော့လုံးဝမဖြစ်နိုင်တော့ဘူးလို့မြင်နေရတယ်မှာပါ။ဘာကြောင့်လဲ။လက်ရှိမှာကျွန်တော်တို့ United အသင်းနဲ့အာတီဘရင်တာနေရာမှာဒါကျွန်တော်တို့ဒါ အရန်ဂိုးသမားပုံစံမျိုးကိုသာခေါ်ဖို့အနေထားမှာရှိသွားပြီဒါပေမဲ့လက်ရှိမှာဒါ TL1 ဂိုးသမားတွေကိုခေါ်ယူဖို့တည်းလဲလဲနေလက်ဆုံးပါဘာလို့လဲဆိုအိုနာနာနေနဲ့လက်ရှိမှာ United အသင်းကထွက်ဖို့အတွက်ယာဂိုင်နူးနေတစ်ပြေးနဲ့တစ်ပြေးနဲသွားပြီဖြစ်တဲ့အပြင် United အသင်းမှာပဲအိုနာနာတောင်းနှစ်မှာဆက်ရှိဖို့အတွက်ယာဂိုင်နူးနေများလာတဲ့အနေထားမှာရောက်လာခဲ့တဲ့ပြည့်အဲ့တော့ United အသင်းလက်ရှိစိတ်ဝင်စားနေတဲ့ဒါကျွန်တော်တို့ Emilia Martinez ကိုလည်းဒါကျွန်တော်တို့လက်ရှိ Aston Villa အသင်းကနေပြီးတော့ပေါင်45တန်းဈေးသတ်မှတ်ခဲ့တယ်လို့သိရတယ်ဒါမှပါရတဲ့ကြောင့်လို့ United ဘက်ကဒီအပြောင်းရွှေ့မှာတော့ဒါကျွန်တော်တို့လက်ရှိလက်လျှော့သွားခဲ့ပြီ သိရတယ်မှာပါတယ်မာတီနက်စ်ကိုတိုင်ကလက်ရှိမှာ United အသင်းကိုပြောင်းနေခြင်းမဲ့ Aston Villa ရဲ့တောင်းနေစေးကအင်မတန်မှမြင်မာလွန်တဲ့အတွက်ကြောင့် United အသင်းနဲ့နောက်ဆုတ်သွားခဲ့ပြီလို့သိရတယ်မှာပါပါအဲ့တော့ဒီလောက်ပါပဲဒါ Manchester United အသင်းရဲ့ဒါကျွန်တော်တရင်အစုံလေးကိုတနေရာထဲမှာတင်ဆက်ပေးထားတာဖြစ်ပါတယ် တလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။အောက်ကကွန်မန့်လေးထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4U တွေလင့်လေးတွေကိုထည့်ပေးထားခြင်းမကြောင့်မဆောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျာ။များများကလစ်မှာမြန်မြန်နာဖြစ်ပါတယ်။အားလုံးမကြိုတမှာတဲ့ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုစုမုံအောင်တောင်းပေးနေပဲ။ ကျွန်တော်တို့ရေနောက်မှာအေးအေးဆဆတွေ့ကြရပေါ့အားလုံးမကြိုးတူမိုင်းမြန်မြန်လေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နေရဖြစ်ပါတယ်ကျွန်တော်တို့ရေနောက်မှာတွေ့ကြရပေါ့ဒေးပါဗျ